မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube channel ကနေကြိုဆိုပါရစေကျွန်တော်ဒီတစ်ခါမျှဝေပေးမယ့်အကြောင်းအရာလေးကကျွန်တော်ကိုယ့်ရဲ့ Facebook account ကိုတခြားလူတွေရှာလို့မတွေ့အောင်ကျွန်တော်တို့ပိတ်ထားနေလေးကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်ကျွန်တော်အရင်ဆုံးကျွန်တော်တို့ Facebook application နဲ့ကိုဝင်လိုက်ပါကျွန်တော်ဒီနီးလန်းလေးကလော့ရတာအရင်လွယ်ပါတယ်ကျွန်တော်တို့ဒီနီးလန်းလေးအတိုင်း live ပြီးတော့လုပ်ကြည့်လိုက်ပါ ကျွန်တော် Facebook ထဲကိုရောက်သွားပြီဆိုရင်ကျွန်တော် Facebook ထဲမှာရှိတဲ့ setting and privacy တဲကိုသွားပါကျွန်တော် setting and privacy တဲကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဒီအောက်မှာ setting ဆိုတာရှိရခင်ဗျာကျွန်တော် setting ထဲကိုဝင်လိုက်ပါ setting ထဲကိုဝင်ပြီးသွားရင်ကျွန်တော်တို့အောက်ကလေးကိုနည်းနည်းလေးဆွဲချလိုက်ဆွဲချလိုက်ပြီးရင် how people find and contact you ဆိုတာရှိတယ် အဲ့ဒီတဲ့ကိုဝင်လိုက်ဝင်ပြီးသားရင်ဒီတက်မှာလှုပ်ဆောင်ချက်တွေအများကြီးရှိတယ်ကျွန်တော်အဓိကပြောမယ့်အချက်ကကျွန်တော်တို့ဒီကိုယ့်ရဲ့ account ကိုတခြားလူတွေရှာလို့မရအောင်လို့ကျွန်တော်တို့ပိတ်ထားနေလေးကိုပြောပြပေးမှာပါကျွန်တော်ဒီ do you want search engine outside of facebook ဒါဒီဒီအပေါ်ကိုယ့်ရဲ့ link ကိုယ့်ရဲ့ link ကိုကိုယ့်ရဲ့ facebook account link ကိုကျွန်တော် တခြားလူတွေကိုယ်နဲ့မသိတဲ့လူတွေရှာမယ်ဆိုရင်ရှာလို့မရအောင်လို့ကျွန်တော်တို့ပိတ်ထားနေလေးဖြစ်ပါတယ်ကျွန်တော်ပိတ်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဒီ off လိုက်ပါကိုကဒီဖွင့်ထားခြင်းနဲ့ဆိုရင် online ကိုကတခြားလူတွေရှာတာမတွေ့စေချင်ဘူးကိုယ်နဲ့ကိုကဒီဇိုင်းတွေရကိုယ့်ရဲ့ Facebook account ကိုရှာမယ်ဆိုရင်မတွေ့စေချင်ဘူးဆိုရင်ဒီမှာပိတ်ထားလိုက်ပါခင်ဗျာ โอเคအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မရှင်းတာရှိရင် comment မှာမေးသွားပြလို့ရပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာအားလုံးပဲဆုံးကြပါခင်ဗျာကျွန်တော်ရဲ့ channel ကို like and subscribe လုပ်တာပြဖို့တောင်းဆိုပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်